အိမ်နဲ့ခွဲတာဆိုလို့ရှင်ကျွန်တော်အသက်73နှစ်လောက်ပေါ့အဲ73နှစ်လောက်တည်းကကျွန်တော်အိမ်နဲ့ခွဲပြီးတော့ဒီအားစားလောကတွေကိုစပြီးတော့ဝင်ရောက်လာတယ်ဒီလိုပဲစပိုင်းကတော့အိမ်ကိုလွမ်းတာပေါ့အဖေကိုလည်းလွမ်းတယ်အိမ်ကိုလည်းလွမ်းတယ်အမေကိုလည်းလွမ်းတယ်ဒါပေမဲ့နောက်ပိုင်းကျတော့ဒီမှာအားစားလုပ်ရင်းလုပ်ရင်းနဲ့တကယ်ချင်းနေရလာတယ်မိတ်ဆွေပေါင်းတင်နေရလာတယ်ဆရာဆရာမအိမ်နဲ့လည်းရှိအားတဲ့ကြောင့်နောက်ပိုင်းကျတော့ညီသားကြပြီးတော့ကျွန်တော်ပြောလာတယ်ပေါ့အိမ်ကိုတော့တောင်းတော့တယ်ကျွန်တော်အခု အားနေချက်ဆိုရင်တော့ကျွန်တော်ရဲ့အခုခုံတဲ့အပိုင်းပေါ့နန်းတူပိုင်းခုံတဲ့အပိုင်းကိုကျွန်တော်အများများလေ့ကျင့်တယ်ကျွန်တော်ရဲ့အောက်ပိုင်းကိုကျွန်တော်ပြန်ပြီးတော့ပြင်အောင်ကျွန်တော်မာဆယ်ဖွဲ့စည်းတိစောက်ပုံလေးပြန်ပြီးတော့ရရှိအောင်ကျွန်တော်လုံးဝကိုအောက်ပိုင်းကိုလုံးဝလေ့ကျင့်တယ်ကျွန်တော်အားစားစမဆော့ခင်တော့ကျွန်တော်ခန္ဓာကိုယ်ကဝရတဲ့ဖက်မှာပါတယ်ပေါ့ကျွန်တော်ဟုတ်ဝရတဲ့ဖက်မှာပါတယ်ဝရတယ်ဆိုပေမဲ့ကျွန်တော်ပျော့တယ်ကျွန်တော်အိမ်အိမ်မှာဆိုလို့ရှိရင်တကယ်ချင်းနေတဲ့ဘောလုံးကန်ပါညာကျွန်တော်လိုက်မကန်လိုက်မောတယ် ပျော့တယ်ဘာမှမလုပ်နိုင်ဘူးနှစ်ချက်နှစ်ချက်သုံးချက်လောက်ကမ်းပြီးကျွန်တော်ပျော့နေတယ်အဲ့တော့ကျွန်တော်ကနောက်ပိုင်းဒီအားကစားဘက်ကိုဝင်ပြီးတော့အိမ်ပြန်သွားတယ်အဲ့ဘက်ကျွန်မကျွန်တော်လုံးဝကိုခနာကိုချိုးစားစားကျွန်တော်နေထားနေနေထိုင်ရစားကျွန်တော်လုံးဝပြောင်းလဲသွားအဲ့ဒီမှာကျွန်တော်ကျွန်တော်ရဲ့တငယ်ချင်းညာပေါ့နော်ကျွန်တော်လုံးဝကိုအံ့ဩဝါကြတယ်ပေါ့အဲ့ဒီပုံမှာကျွန်တော်အရာကိုကျင်းနေပါကျွန်တော်အဲ့ဒီအတွက်လောက်ထိပြောင်းလဲသွားလဲဆိုတော့ကျွန်တော်တော်တော်လေးကိုပြောင်းလဲသွားရကြဟုတ်ကျွန်တော်အရင်တော့ကဒီအပြင်မာနေတော့ဆိုကျွန်တော်ကလေးစိတ်ပဲရှိရ ်စားမယ်တောက်မယ်အိပ်မယ်ကစားမယ်ဒါပဲနောက်ပိုင်းကျတော့ဒီအားစားလောက်ရတဲ့ဝင်လာပြီဆိုတော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုလုံးရမယ်ဒီဟာဆိုရင်ဒီဟာဒီဇိုင်းမမတ် decision ကိုလုံးဝပြည့်ပြည့်စုံစုံချမယ်ဆိုရယ်ဒီဝင်လာပြီတော့လည်းရင့်ကျက်လာတာဆုံးဖြတ်ချက်ပိုင်းမှာကျွန်တော်အရင်အရေးကြီးတယ်ကျွန်တော်တို့ဒီနန်းတူတွေခုံတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဆုံးဖြတ်ချက်ကိုလုံးဝချတာလုံးဝဇဝေဇဝါဖြစ်လို့မြไอ้ซอมเบจ่ามาเป็ดมาตาลงไปဆိုတော့ねကျွန်တော်တို့ရဲ့ခုံเนี่ยပြန်ပြီးကြတဲ့ balance ပြန်ထိန်းတဲ့နေရာမှာလုံးဝကိုခက်ခဲဖြစ်တာအဲဆိုလုံးဝကိုငိမ့်တက်ဖို့က 60ရာခိုင်နှုန်းကိုမဖြစ်နိုင်ဘူးဖြစ်သွားပြီ။ဘာသာချက်ကတော့တော်တော်လေးကိုများတယ်ပေါ့။ကျွန်တော်တို့ဟိုမှာကတော့ကုသတာတဲ့ကစားသမားတွေအများကြီးပဲ။ကုသတာတဲ့ကစားသမားတွေအများကြီး။သူတို့နဲ့တွဲဖက်ပြီးလေ့ကျင့်ရချိန်မှာသူတို့ဆီကနေပြီးတော့ပညာတွေရတယ်သူတို့ကလည်းကိုရီကိုပြန်ပြီးတော့တင်ပေးတယ်။အဲဒီတို့ကြောင့်ကိုရီကလည်းပြပြဝဝကိုပြန်ပြီးတော့လိလာတင်ယူတယ်ပေါ့။အဲဒီတို့ကြောင့်မို့အဲ့လိုလေ့ကျင့်ရင်လေ့ကျင့်ရင်လည်းသူတို့ရဲ့ business ပိုင်းတွေပိုင်းတွေကိုရီးယားရပြီးတော့ဒီအရင်ရတဲ့ပို့ပြီးတော့တိုးတက်လာတယ်ပေါ့အခုကိုထင်နေပါတယ်ကျွန်တော်တို့အပြင်မှာအပြင်လူမှုဆက်ဆံရေးနဲ့အားကစားတဲ့လူမှုဆက်ဆံရေးကလုံးဝကိုဖွဲ့ချဖွဲ့ပြချမ်းသာပါတယ်။ဒါလို့လည်းဆိုတော့အပြင်မှာကျတော့ကိုလိုတင်ငယ်ချင်းဘော်ဒါဒီတိုင်းပဲအပြင်စကားလေတန်းနဲ့ပြောကြတာ။ဒီဟိုအားကစားလောကထဲမှာကျတော့ respect ဆိုရဲလေးစားမှုပေါ့။လေးစားမှုနဲ့တုံနဲ့တူလေးစားမှုရှိတယ်။ ြီးရင်အကြီးအငယ်စီနီယာဂျူနီယာအဲ့လိုမျိုးလေးစားမယ်ကိုထက်ကြီးရဲ့သူလေးစားမယ်ကိုထက်ငယ်တဲ့သူလည်းဟိုကပြောမယ်ဂျူတာပေါ့ဆက်စားမယ်ပေါ့အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ရန်ကိုပွားထားပါတယ်ကျွန်တော်ငငယ်တည်းကလည်းအနိုင်ကျင့်ခံလာလို့ဘာလို့လဲမရှိဘူးကိုကလည်းသူများအနိုင်သွမ်းပြင်သူများလည်းကိုအနိုင်လာမပြင်တိုင်းစကားနဲ့ပဲပေါ့နော်ပေါ့ပြပြလေးလေးရှိတယ်ကိုပြပြလေးလေးဖြစ်ရှင်းတတ်တယ် အဲ့ဒီခုတော့ကျွန်တော်မှရှိရပါဘူးအခုနောက်ပိုင်းလဲဒီတန်းပါပဲကျွန်တော်ဒီဟိုတက်မြောက်ထားတဲ့အတွက်ကြောင့်ကိုကိုယုံကြည်မှုရှိတယ်အမြဲတမ်းကိုကိုကိုပြောမလဲ smart ပေါ့ smart ဖြစ်တယ်ပြီးရင်ကိုကိုလုံခြုံမှုရှိတယ်လို့ပြောခံစားပါတယ်ကျွန်တော်ဘလို့အဲ့မျိုးစိတ်တက်ကြတဲ့ခါတွေပါလို့ဘလို့စဉ်းစားမိလဲဆိုတော့အဓိကတော့ကျွန်တော်ရဲ့အဖေကပြင်းနေတာ ။ဘာဖြစ်လဲဆိုတော့သူ့ကိုကျွန်တော်ကတဖန်ပြန်ပြီးတော့ဂုံတက်စေခြင်းတယ်ပေါ့ကိုကြောင့်မို့ကိုကြောင့်မို့သူ့ကိုဂုံတက်စေခြင်းတယ်။ပင်ကိုကိုတင်ပေးတဲ့နီးပြတွေဂုံတက်စေခြင်းတယ်။ပင်ကိုနိုင်ငံတော်ဂုံတက်စေခြင်းတယ်။အဲ့ဒါကြောင့်ကျွန်တော်အဲ့ဒီဟာကိုစိတ်ထဲထည့်ပြီးတော့ကျွန်တော်လုံးဝကိုပြန်ပြီးစိတ်အားတင်းဖြစ်သွားတယ်။ နောက်ပိုင်းဒီနောက်ပိုင်းညီငယ်ညီမငယ်လေးတွေပေါ့ကြိုးစားကြပါဒေါ်လော့ဆယ်တော့ကျွန်တော်တို့ဝူရှူအကစားနီယာလုံးဝကိုဒီကကစားတဲ့လူနဲ့ပါနေပေါ့အဲ့ဒီကြောင့်လည်းပူပြန်ပြီးတော့ဒီအကစားနီကိုပြန်ပြီးတော့အိုင်အောင်စိုက်ပေးကြပါပူပြီးကြိုးစားပါဘယ်လိုလဲဆိုတော့ဒီအကစားနီနဲ့လည်းနိုင်ငံကုန်မြင့်တင်နိုင်တယ်ပေါ့ကိုရဲ့မိသားစုကုန်နိုင်ငံကုန်ចောင်းကုန်ပြီးလို့ရှိရင်ကိုရဲ့ပြည်နယ်ပေါ့ကိုရဲ့ပြည်နယ်ကုန်လည်းကိုမြင့်တင်နိုင်တယ်ပေါ့အဲ့ဒီအတွက်ကြောင့်ဘာဖြစ်ဒီအကစားနီကိုလည်းကြိုးစားပေးကြပါလို့ပြောချင်ပါတယ် ဒီ social media ဆိုတော့ကိုတုံးတိုင်တော့လဲကောင်းတာပေါ့မတုံးတိုင်တော့လဲပြီးဖြစ်တာပါအဲကျွန်တော်တုံးပြစ်တာကတော့ဒီ social media ကိုတော့ကျွန်တော်ကျွန်တော်တိတ်ပြီးတော့တုံးလေးမရှိဘူးတုံးလေးမရှိဆိုတော့ကျွန်တော်ကြည့်တယ်သူများတွေဘုဒ္ဓရရမဲ့ဟာတွေကျွန်တော်လိုက်ကြည့်ဖြစ်တယ်ဒါပေမဲ့ကိုကိုယ်တိုင်လည်းအဲ့ဒီဟာကိုတိတ်ပြီးတော့တူတူကြဲကြီးတော့မတုံးဖြစ်ဘူးအဲ့ဒါကြောင့်မို့ကိုကိုယ်ကိုယ်ကို save ပြအောင်လဲတုံးပါပညာရအောင်လဲတုံးပါအချိုးရှိအောင်တုံးပါလို့ပြောချင်ပါတယ် ကျွန်တော်တို့ဒီနေပြဆိုရင်ကျွန်တော်တို့အများအားပေါ့ကျွန်တော် training တစ်ချိန်ပြီးသွားတိုင်းပေါ့ training တစ်ချိန်နဲ့ပြီးတိုင်းဟောပေါ့ကျွန်တော် training တစ်ခေါက်လုပ်တိုင်းဒီကိစ္စတစ်ခုကိုလုပ်ပြီးဆိုလို့ရှိရင်အဲ့ဒီကိစ္စလုပ်ပြီးသွားတာနဲ့အဲ့ဒီကိစ္စမှာလိုအပ်တဲ့လိုအပ်ချက်ပေါ့ကိုယ့်ရဲ့လိုအပ်ချက်အားနည်းချက်အားလာချက်တွေကတခါတည်းတိုက်ရိုက်ပြောပြတယ်ပေါ့ပြီးလို့ရှိရင်လည်း training တစ်ချိန်လုံးပြီးသွားပြီဆိုရင်ကျွန်တော်တို့အဲအကုန်လုံးတန်းစီရယ်တန်းစီပြလို့ကျရင်ဘယ်သူကဘယ်ဟာလိုလဲဘယ်သူကဘယ်ဟာလိုလဲဘယ်သူကတော့ဘယ်လိုဘယ်ဟာကိုပြင်ဘယ်လိုဖြစ်မယ်အဲဒါမျိုးပေါ့ဒီကောင်းတဲ့ချက်တွေဆိုးတဲ့ချက်တွေကိုခွဲခြားပြီးတော့ရှင်းပြပေးရပေါ့ ဟုတ်ကဲ့ဒီ Ushua ကနေပတ်သက်လို့ကတော့ကျွန်တော်နိုင်ငံတကာပွဲတွေမှာကျွန်တော်စူးစိတ်ကိုရအောင်ကြိုးစားမယ်ဒီထက်လည်းပူအောင်မြောင်ကြိုးစားမယ်ပူပူပူဒီထက်ပူပြီးတော့တိုးတက်မြင့်မောင်းလည်းပူကြိုးစားမယ်လို့ဆုံးဖြတ်ချတာပါဒီ match ပန်းနိုင်ရတော့ကျွန်တော်အာဒီရင်ဒီရင်မှာသာမကပေါ့ဒီပမှာပါကျွန်တော်စူးစိတ်တွေများစွာရအောင်ယူယူတော့ယူမယ်ပြီးရင်နိုင်ငံကိုမြင့်တင်တဲ့ကတော့မှကျွန်တော်ကြိုးစားမယ်လို့ဆုံးဖြတ်ချတာပါ ပန်းနိုင်ဆိုတော့ကျွန်တော်တို့လူတိုင်းကတော့အမျိုးမျိုးဖွဲ့စည်းကြပါကျွန်တော်တို့ကတော့ပန်းနိုင်ဆိုတော့အာကိုမျောမိအဲဒီမနာတဲ့ပေါ့ဒီမနာတဲ့အရာတခုကိုရအောင်ယူနိုင်မှာကျွန်တော်ဒါကိုလူချင်းတဲ့ပန်းတိုင်ကိုရောက်ရှိမယ်ဒီပါတော့ကိုအခုလိုမျိုးနေရာအထိရောက်အောင်အခုလိုချိန်နေတိရောက်အောင်ညီတင်ပေးအားပေးခဲ့တဲ့တကယ်ချင်းမိတ်ဆွေအားလုံးဆရာဆရာမအားလုံးကိုကျွန်တော်ပြန်နေပြီးတော့ ကျေးဇူးတူရှင်ပါခင်ဗျာကျွန်တော်အမိဘတွေကိုတော့ကျွန်တော်ပြောရှင်တဲ့ကတိရတော့ကျွန်တော်နိုင်ငံတကာပွဲမှာရွှေစိတ်စုတွေများစွာရရှိအောင်ကြိုးစားပြီးတော့နိုင်ငံကိုမြှင့်တင်နိုင်တဲ့ဒီတယောက်ဖြစ်အောင်ကျွန်တော်ကြိုးစားပါမယ်လို့ဒီပေးရှင်ပါအခုတင်ဆက်ပေးခဲ့တာကတော့မြမလက်ရွေးစဉ်ဝူရှူအကစားသမားကျော်စီဝင်းရဲ့ပန်းနိုင်သူတွားရခီးပဲဖြစ်ပါတယ်ရှေ့ဆက်ပြီးသူ့ရဲ့ရီမန်းချက်ပန်းနိုင်စီကို အမြန်ဆုံးအရောက်လှမ်းနိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ။